မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာငယ်မိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းအတွင်းမှာအဆက်ဆက်ရရအစဉ်ပြေကြပါစေလို့ဆရာကမေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်ခင်ဗျာဆရာကဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဟောဇဒန်ကြီးကိုဟောကြားပေးมาဖြစ်ပါတယ်ဟောဇဒန်မဟုတ်ခင်မှာဆရာရဲ့မိတ်ဆွေတွေဆရာကအဲဟောဇဒန်ကြီးဆိုတာဒီ17လပိုင်းအတွက်ကိုဆရာတို့အဲ အိမ်ဆောက်ရက်တရားစလို့ဟုတ်လားယူရင်တူအခါပေးရက်တရားအစုံလာပြီလာခွင့်ငကားကောင်းအရက်ဟုတ်လားတီနေရနဲ့ဆရာရဲ့မိတ်ဆွေတွေကိုဒီ၁၇လပိုင်းအတွက်အလုပ်အပိုင်းတွေစီးပွားရေးတွေချွေစည်းတွေအဆရှိတဲ့အရာတွေအားလုံးကိုဆရာကရှုံပြီးတော့ရှုပ်ခေါ်ထားတယ်၁၇လပိုင်းအတွက်အရှုပ်ဖြစ်ပါကြောင်းနဲ့ဆရာရဲ့မိတ်ဆွေတွေတနင်္ဂနွေကစပြီးတော့ဘယ်နေသားမစုအားလုံးနဲ့တက်ဆိုင်ကြောင်းနဲ့ အရှုံမိတ်ဆွေတွေကြတော့ဒီ hostel ကြီးမှာအိမ်ဆောက်တဲ့အခါဘယ်နေရာမှာဘလို့ဆောက်ရမလဲရည်ရွှင်းတူတဲ့အခါဆိုတာလေးကိုဆရာကတလတ်တာမင်္ဂလာအခါတွေကောအားလုံးကိုဆရာရွေးချယ်ပေးထားတာဖြစ်တဲ့အတွက်ဆရာကိုလာတိုင်းလာလာမိကြတယ်ဆရာ hostel ကြီးဆိုတာဘာလဲဆိုရင်တော့နေသားတိုင်းအတွက်ဖြစ်ပါကြောင်းပြောရင်းနဲ့ဆရာမိတ်ဆွေတွေဒီနေ့တော့25ခုနဲ့ဆက်ကလပိုင်းအတွက် hostel ကြီးကိုဆရာအခုပဲစတင်လိုက်ပါမယ်ခင်ဗျာနမောတတဗဂဝါသောအရဟသောတမံတံဗုဒ္ဓတ္တ တရဏာနှစ်2569ခုနှစ်မြန်မာတပ်ပရိ1389ခုနှစ်ဒဇောင်မုံလနရော်လအတွက်ဟောစဒန်ခုနှစ်2025ခုနှစ်နိုဝင်ဘာလအတွက်ဆက်တလပိုင်းအတွက်တလစာဟောစဒန်ကြီးနေရှောင်းရန်ဆောင်းရန်အတွက်လိုအပ်သောအရာများကို ပြောပြပေးမှာဖြစ်ပါတယ်ဒီလအတွင်းမှာ၄ရက်ဆက်တလ2025၄ရက်ဆက်တလ2025အင်္ဂါနေ့ဟာဒဇောင်မုံလပြီးနေလဲဖြစ်ပြီးတော့ 19ရက်17လ2025ဗုဒ္ဓဘုရားဟာတဇောင်မုံလကွယ်ရလည်းဖြစ်ပါတယ်။အဲကြားဖြတ်ပြီးပြောလိုပါတယ်။အဲဆရာတို့တဇောင်မုံလပြီနေဆိုဆရာကနှစ်စင်ရှစ်ကြိမ်မြောက်ဆရာတောင်ကြီးဟောကမ်းမှာတောင်ကြီးကနေဟောကမ်းမှာမိတ်ဆွေတို့ဟိုဆရာတို့ကရွှေကျော်အိစာတရားမိတ်ဒီစီဂိုင်းတော်ဝင်လည်းဖြစ်တော့ဆရာဖေကလည်းပြောကကုတာဆိုတော့အဲဆရာဖေကတော့ဘီဒီမဟုတ်ဘူးကြားဖေကပြောကကုတာနှစ်ပေါင်း20ကျော်ကြာပြီ။အဲ့တော့ဆရာတို့ဒီနှစ်တိုင်းဒီနှစ်နဲ့ဆိုရင်ဆရာပူဇော်ပွဲကြီးကြီးကျယ်ကျယ်လုပ်တာ ချစ်ကြိမ်မြောက်ရှိပါပြီခင်ဗျာဒါကြောင့်မိတ်ဆွေတို့ဟလာတောင်ကြီးရဆရာမိတ်ဆွေကြုံတဲ့အခါပဲဖြစ်ဖြစ်အခြားနေရာညီကြုံတဲ့အခါပဲဖြစ်ဖြစ်ဆရာငယ်ရဲ့ဟလာဟိုဒီဆရာပူဇော်ပွဲမှာဆရာတို့ကဘယ်နေသားမဆိုအလူငွေထဲဝင်ချင်းတီးခံမှာဒါပြီးတော့အားလုံးကိုလာတဲ့သူတွေအားလုံးကိုဆရာတို့ဟိုအားလုံးကိုပေါ့ထမင်းဟင်းအားလုံးကိုကျွေးပြီးတော့အဲဆွမ်းနာလူကိုဖုန်ကြီး၅ပါးနဲ့အဲဟိုမနက်ပိုင်းမှာတော့ဖုန်ကြီး၅ပါးနဲ့တော့အန်ဒီရကိမာညာပေါ့ဒါပြီးတော့ဆရာတို့ဟိုဒီရွှေကျော်အိစာတရားမိတ်တိစေခိုင်းတော့ရချစ်ကြိမ်မြောက် ဆရာပူဇော်ပွဲလည်းရှိပါကြောင်းနဲ့အဲဂိုင်းကန္နာကိုစိတ်ဝင်စားတဲ့မိတ်ဆွေများအဖို့တော့အဲလာရောက်နိုင်ပါကြောင်းအားလုံးကိုမိသူမဆိုအဲမိတ်ဆွေတို့အနေနဲ့ဂိုင်းမမမဟုတ်ဘူးဝင်ပြီးတော့ဒါနပြုလို့တဲ့မိတ်ဆွေများကုသိုလ်ပါဝင်လာပါကြောင်းထပ်လောင်းဆရာကအကြံပေးလိုပါတယ်။ Okay ဆရာတို့စပေါ်လာရအောင်လေပြစ်တာပြားသွားပြီ။ဤလအတွင်း၄ရက်၁၇လ၂၀၂၅အင်္ဂါနေ့ဟာတစောင်းမုံလာပြင်းနေလဲဖြစ်ပြီးတော့ပြဿနာရက်လည်းဖြစ်တယ်။ 19ရက်17လ2025ဗုဒ္ဓဟူးနေ့ဟာတစောင်းမိုးလကွယ်နေလည်းဖြစ်ပါတယ်။ဤလအတွင်းမှာနဂါကောင် အရှိပဲအရက်တို့လှည့်ပါတယ်။ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကအနောက်ရက်တို့အတိအကျတည်ရှိနေကြတယ်။အဓိကကတော့ဆရာတို့နဂါကောင်အရှိပဲအရက်လှည့်တာကိုသိရင်ရပြီပေါ့။ သို့တော့မိတ်ဆွေတို့အိမ်ဆောက်ပနဲ့ရရေရင်တူးဟလာမိတ်ဆွေတို့အနေနဲ့ပဲဖြစ်ဖြစ်အဲငကားကောင်းနဲ့ပတ်သက်ပြီးတော့အိမ်ပြောင်းနေရာရွှေ့တာပဲဖြစ်ဖြစ်နတ်နဲ့ငကားမလဲဇာကောင်းနဲ့ရှေးထုံးလည်းမပဲကောင်းဈေးထုံးလည်းမကြွယ်ကောင်းနဲ့ဤလအတွင်းငကားကောင်းဟာအရှိပန်းအရက်သူလှဲ့ပါတယ်ထို့အတူဝမ်းကအတောင်ရက်ကြောကမြောက်ရက်အမိက အနောက်ရက်တို့အတိတိဒီရှိနေကြပါတယ်ဒီလအတွင်းမှာကျမ်းမာရေးအနေနဲ့အများစုဟာလေထိုးလေအောင်ရှင်းများအသက်ရှူကြက်ရှင်းများ စသောအရာများကိုခလေးငယ်တွေမှာအထုကယူဆိုင်ရန်လိုအပ်ပြီးတော့အဖြစ်များတက်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်အသက်ကြီးသူများဖို့ကတော့ဒူးတို့ခါတို့အစင်းအမြစ်တို့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်လာလို့ရှိရင်နာကျင်ထိခိုက်တာမျိုးလေးတွေအဲမိတ်ဆွေတို့နေသတိပြုစင်ကြင်ရလိုအပ်ကြောင်းနဲ့တကလေးငယ်များမိတ်ဆွေများဖို့ကတော့အဲ အသက်ရှူကြတာတွေနှလုံးနဲ့ပတ်သက်တာတွေကိုသတိပြုစင်ကြင်ရလိုအပ်ပြီးတဲ့အခါအသက်ကြီးသူမိတ်ဆွေများအခုကတော့ဒူးတို့ခါတို့အစစ်မြင့်တို့နဲ့ပတ်သက်တဲ့ယောဂါတွေကိုတာမန်အားဖြင့်သတိထားစင်ကြင်ရလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒီဆက်လက်ပိုင်းပြမှာဆိုရင်အထူးသဖြင့်ခရီးသွားဆိုင်ရာလုပ်ငန်းများဆက်ပစ္စည်းရင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဓာတ်ဆီဒီဇယ်လောင်စာဆီအစရှိသောအရာများအိုးအိတ်ရှမ်းပြည်နေရာထိုင်ခင်းများအဲများစွာထွန်ကားတက်ပြီးတဲ့အခါ စားတောက်ကုန်လုပ်ငန်းများစံစီစေစာဆက်ပစ္စည်းအစရှိသောလုပ်ငန်းတွေအထယ်လိပ်လုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအလှပရေးရာဖန်စီဆိုင်ရာလုပ်ငန်းတွေဟာဈေးကောင်းနိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ချွေစည်းဟာအတက်ပတ်သို့ရောက်ရှိနိုင်တော်လဲမတိမငိမ့်ဖြစ်ခြင်းအပြောင်းလဲများခြင်းတွေကြုံရတတ်သောလဖြစ်ပါလေ။လူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်တော့မေတ္တာရေးကံစံအင်မတန်အားသာကောင်းမြင်ပြီးတော့ ကြီးစားလဲရအိမ်အောင်လဲကြတာမျိုးသို့မဟုတ်ရင်ဖူးစာဗတ်အစ်အမှန်ပေါ်လာတာမျိုးလေးတွေကြုံရတတ်တော့ကြောင်းဆရာမိတ်ဆွေများအရှိရင်နဲ့ပတ်သက်ရင်တော့ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာအရှိရင်နဲ့ပတ်သက်ရင်တော့တုံဆိုင်တွေဝေမနေပဲနဲ့ဇာငင်နာလဲမင်္ဂလာရက်လာရွေးလို့ရကြောင်းနဲ့အဲမိတ်ဆွေတို့အရှိရင်မှာတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာအာသာကောင်းမှုပြီးတော့အိမ်အောင်ပြုခြင်းစေဆတ်ခြင်းလက်ထက်ခြင်းလူကြီးမိဘအနေနဲ့တွေ့ဆုံဆောင်ရခြင်းတွေအတွက်လဲအာသာကောင်းမှုကြောင်းထပ်လောင်းအကြံပေးပါရစေခင်ဗျာနော် ထို့ပြင်မိတ်ဆွေတို့အိမ်တော်ရှင်များဖို့ကတော့နေရာထိုင်ခင်းနဲ့ပတ်သက်သောကိစ္စများကြောင့်အိမ်တော်ကြီးမှဖြစ်ဖြစ် အဲမိမိရဲ့အိမ်နောက်ဘက်ရဲ့ယာရုလုပ်ငန်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ဖြစ်ဖြစ်အဲမိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေနေရာထိုင်ခင်းအပြောင်းလဲအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်တော့စိတ်ပန်းလူပန်းအနှဲငယ်ဖြစ်ရတာလွဲရင်နေရာတစ်ပိုင်ဆိုင်ခြင်းအိုးအိမ်ရှံပြီးနေရာတစ်ရရှိခြင်းပြောင်းရွှေ့ခြင်းယာရုတက်ရှင်တွေကြောင့်စိတ်ချမ်းသာစရာမျိုးဝေးကွာနေသောအိမ်နောက်ရှင်များအဖို့အပြောင်းလဲလေးတွေကြောင့်ပြန်လဲစုံစည်းရတာမျိုးကြုံရတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ဒီလထာအတော်တွင်မှာဆိုရင်တနင်္ဂနွေသားသမီးတွေအနေနဲ့အလုတ်တွဲလောက်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်တနင်္ဂနွေသားသမီးဇနီသားသမီးတွေနဲ့တွဲဖက်ပြီးမိษွေတို့ရဲ့အကြံအစီကိုအကောင့်ထဲပေါ်ပြီးတော့ညှိနှိုင်းတိုင်းမင်းဆောင်ရွက်တာမျိုးပါကံကိုအားသာကောင်းမှုပြီးဇေပြီးတော့၄ကနန်း၆ကနန်း0ကနန်းနေဟာမိษွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေပြီးတော့မိုးပြာရောင်အဝါရောင်ပန်းရောင်အဆတ်ရှိသောအရောင်တွေများများပါသောအရောင်တွေကိုဝတ်ဆင်ပြီးမိษွေတို့ရဲ့လူရအမှုကိုပြုလုပ်ဆောင်ရွက်နိုင်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါစီ အကျိုးပေးကံကောင်းစီတော့အရမအရှိစုစုရဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာလ3ရက်17ရက်22ရက်နေ့ဒီမှာမိတ်ဆွေတို့ရဲ့အရေးကြီးသောလုပ်ငန်းဆောင်တာတွေကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစီနိုင်တယ်လို့အိမ်ဆောက်ပနက်ရရေရင်းတူလို့တော့ဆရာမိတ်ဆွေများဟုတ်ကတော့နိုဝင်ဘာလအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာ10ရက် ဆက်လျှောက်ရ15ရက်နေ့ဒီမှာအိမ်ဆောက်ခြင်းမနှက်ရိုက်ခြင်းမြေတူးဆွမှုအလုပ်ဒီမှာအာသာကောင်းမှုပြီးတော့ပြုလုပ်နိုင်ကြောင်းနဲ့ရှင်ပြုယဟန်ခံအိမ်ဓာတ်မင်္ဂလာပြုလုပ်လို့သောမိတ်ဆွေများဒီအော်တိုဘာက4ရက်22ရက်28ရက်နေ့ဒီမှာပြုမှုဆောင်ရရင်အာသာကောင်းမှုတိုးတက်နိုင်ပါတယ်အိမ်ဆောင်ပြုစစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေညီကောင်မတော်များအနေနဲ့ကတော့နိုဝင်ဘာလ17ရက်22ရက်24ရက်နေ့ဒီမှာညနေ ဲ့မွန်းတဲ့နှစ်နာရီမကျော်မီဟလာနိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာအဲချိတ်တိုးဆောင်ရွက်ပြီးတော့အိမ်အောင်ပြုခြင်းစိတ်ဆက်ရှင်ကမ်းလှမ်းခြင်းနဲ့လက်ထပ်မင်္ဂလာပြုလုပ်နိုင်ကြောင်းဆရာမေဆွေတွေကိုဆရာကအကြံပေးဟောကြားလိုက်ပါတယ်ခင်ဗျာဒီ2025ခုနှစ်အတွက်ဇာငယ်အနေနဲ့2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပေးရတော့ဘျိုးမိတ်ဆွေဝိညာကဏဖြစ်လာပြီဆိုရေရရာကြိုက်တဲ့လောက်ရှိစွမ်းမှာမဟုတ်ဘူးအုံဖွား ဟတ်ရှရောင်းနဲ့ကန်စာတာတက်ကြီးဆိုရင်ဆရာငယ်ချမ်းသာတာကြပါပြီခင်ဗျာကဲမိတ်ဆွေတို့ကိုဆရာနောက်တစ်ခါတော့ထပ်ပြောကြပါလဲစကားလက်ဆောင်လေးဆရာငယ်ရဲ့မိတ်ဆွေများ2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပြရတော့ဘျိုးမိတ်ဆွေဝိညာကန်တာဖြစ်လာပြီဆိုရေရရာကျိုက်တော့ရှိစွမ်းမှာမဟုတ်ဘူးအုံဖွာဟတ်ရှရောင်းနဲ့ကန်စာတာတက်ကြီးဆိုရင်တော့ဆရာငယ်ချမ်းသာတာကြပါပြီ ။ဤက2025ခုနှစ်17လပိုင်းတွင်ဝါဇန်ံပြီ။ကဲကျေးဇူးတင်ပါတယ်။ဆရာငယ်မိတ်ဆွေ900သား900သားသမီးများအပေါင်း2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်အရရအောင်မြင်တိုးတက်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလက်ဝေဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတို့ဝါကြပါစီကြောင်းနဲ့ဆရာငနာပြည်တွင်မိကျင်ဖုန်ကိုတုံညာနှစ်ကိုတုံညာလေးတလျှောက်7902900 WhatsApp Telegram မှာဖြစ်စီ Viber number 6635059မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့ဆရာမိတ်ဆွေအားလုံး အဆက်ဆက်ရရအောင်မြင်ပါစေ။